မြောက်ကလပါနှစ်ချင်းခရီးရဲ့အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်။ကောရင်သူဩဝါဒစာဒုတိယဆောင်အခန်းကြီး7အငယ်1မှ14ဤတတိယအကြိမ်တွင်သင်တို့စီတို့ငါလာမည်ဖြစ်၍တတိခံနှစ်ဦးသုံးဦးအားဖြင့်စကားရှိသမျှတို့သည်တည်ရလိမ့်မည်။တပန်ငါရောက်လာလျင်သင်တို့ကိုမတနာရဟုပြစ်မှားသောသူမှစ၍ ကျွင်းသောသူအပေါင်းတို့အားအထက်ကငါပြောသည်တာမကယခုပင် သင်တို့နှင့်အတူမရှိတော်လေတပံရှိပြီတကဲ့သို့ငါပြောနှင့်ဤသင်တို့တွင်အားနေတော်မမူအားကြီးတော်မူသော ခရစ်တော်သည်ငါ၌ပြဋိဒိတ်ပြတော်မူခြင်းတက်သေးကို သင်တို့သည်ရှာသောကြောင့်ငါရောက်လာသော အခါမတနာရအကြောင်းမူကားထိုခရစ်တော်သည် အားနေခြင်းနှင့် လဝါကတ်တိုင်မှာအသေးခံတော်လေဖျားသခင်ဤတကူတော်နှင့်အသက်ရှင်တော်မူ၏ငါတို့သည်လည်းခရစ်တော်ဤနည်းတူအားနေတော်လေသင်တို့တွင်ပြတော်ဖျားသခင်ဤတကူတော်အားဖြင့်ခရစ်တော်နှင့်အတူ အသက်ရှင်ခြင်းရှိကြလိမ့်မည်သင်တို့သည်ယုံကြည်ခြင်း၌တည်သလော မတည်လောဟုကိုကိုကိုစစ်ကြောကြလော ကိုကိုကိုစုံစမ်းကြလော့ အစ်စ်မခံနိုင်သောသူမမှန်လျင်ယေရှုခရစ်သည်သင်တို့၌တည်တော်မူသည်ဟုကိုအကြောင်းကိုကိုမသိကြသလောငါတို့သည် အစ်စ်ခံနိုင်သောသူဖြစ်သည်ကို သင်တို့သိကြလိမ့်မည်ဟုငါတင်မှတ်မျှော်လင့်ခြင်းရှိ၏ငါတို့သည် အစ်စ်ခံနိုင်ကြောင်းကိုထင်ရှားစေခြင်းငါငါအလိုရှိသည်မဟုတ် အစ်စ်မခံနိုင်သောသူကဲ့သို့ထင်တော်လေသင်တို့သည်ကောင်းမွန်စွာကျင့်စေခြင်းငါ မကောင်းသောအကျင့်တစ်စုံတစ်ခုကိုမျှမချစ်မီအကြောင်းငါသည်ဖျားသခင်ကိုဆုတောင်းပတ္ထနာပြု၏ငါတို့သည်တမန်တရားကိုစီးတားခြင်းငှာအလင်းမတက်နိုင်ကြတမန်တရားပတ်၌နေ၍သာတက်နိုင်ကြ၏ငါတို့သည်အားနေ၍တင်တို့သည်အားချီသောအခါငါတို့သည်ဝမ်းမြောက်ခြင်းရှိကြ၏တင်တို့သည်စုံလင်မီအကြောင်းကိုသာအလိုရှိကြ၏ထို့ကြောင့်ပယ်ရှင်းဖြည့်ဆည်းခြင်းအလိုငှာမဟုတ် တိဆောက်ခြင်းအလိုငါသခင်ဘုရားသည်ငါ၌အပ်ပေးတော်မူသောတကူးရှိသည့်အတိုင်းငါသည်ရောက်လာသောအခါပြင်းစွာသောဒဏ်ကိုမပေးလို၍ယခုပင်သင်တို့နှင့်ကြွားဝေးသေးသည့်ကာလဤသို့ငါရေးလိုက်၏ကျင့်သေးသောစကားဟုမူကားညီအကိုတို့သင်တို့၌မင်္ဂလာရှိပါစေသောစုံလင်ခြင်းတက်တာဝမ်းမြောက်ခြင်းရှိကြလော့စိတ်တညီတညွတ်ဒီဖြစ်၍အချင်းချင်းအသက်အတက်နေကြလော့ တို့ဖြစ်၍မေတ္တာကို၎င်းအတက်အသက်နေခြင်းချမ်းသာကို၎င်းပေးတော်မူသောဘုရားသခင်သည်သင်တို့နှင့်အတူရှိတော်မူလက်တံအချစ်ချစ်တယောက်ကိုတယောက်တန်ရှင်သောနန်းချင်းနှင့်နှုတ်ဆက်ကြလောတန်ရှင်သူ အပေါင်းတို့သည်သင်တို့ကိုနှုတ်ဆက်ကြ၏သခင်ယေရှုခရစ်ဤယေရှုတော်၎င်းဘုရားသခင်ဤမေတ္တာတော်၎င်းတန်ရှင်သောဝိညာဉ်တော်ဤမိတ္တဟာယတော်၎င်းသင်တို့အပေါင်း၌ရှိစေတည်း အာမင်ဇာနာရသူအားလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေသမီးကျွန်တော်ညီမလူသားများတယောက်ချင်းစီတိုင်းကို အစဉ်အမြဲချစ်တော်မူသောအဖဖေယားကျွန်ုပ်တို့အားကိုရောဤနှုတ်ကပတ်တော်အလင်းဖြင့်မိမိကိုယ်ကိုမိမိစစ်ဆေးတတ်ရန်ဉာဏ်ပညာကိုပေးသနာလျက်နေ့စဉ်တွင်တင်တော်မူခြင်းများအထွတ်ကျေးဇူးတော်အပေါင်းကိုချီးမွမ်းပါ၏ယနေ့တမချန်းစာတွင်တင်ချက်အတိုင်းကျွန်ုပ်တို့ခရိယံအသက်တာဤခရစ်တော်အပေါ်ထားရှိသောယုံကြည်ခြင်းတို့သည်စစ်မှန်သောယုံကြည်ခြင်းဖြစ်မဖြစ် ကိုရောဖရာ၏အလိုတော်နှင့်ကန့်ညီစွာ အသက်ရှင်နေထိုင်မှုဖြစ်မဖြစ်ကို စီစစ်နိုင်စေဖို့ရန်အတွက်ကုညီမဆတော်မူပါ။အိုးအဖဖရာသခင်ကျွန်ုပ်တို့ဘဝအသက်တာများဤအာနေချိန်များ၌လေကိုရောဤတကူတော်သည်ကျွန်ုပ်တို့အသက်တာထဲတွင်ပြည့်ဝလျက်ရှိနေကြောင်းကို အစဉ်အမြဲတတိယစေတော်မူပါ။ဘုံတကူတော်အားဖြင့် ရှင်ပြန်ထမြောက်တော်မူသည့်သခင်ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့ဤအာနယ်ချက်များကိုပင်ကိုရော့ဤဘုံထင်ရှားစေဖို့ရန်အတွက်သာ ဖြစ်စေတော်မူပါတမန်တရားနှင့်အညီမိမိတို့ဤအသင်းတော်အတွက်ညီညွတ်စွာဥဆောင်လျက်ပါဝင်ဆက်ကပ်နိုင်သောယုံကြည်သူအတ္တာများအသီးသီးဖြစ်စေတော်မူပါအိုးအဖဖရာကျွန်ုပ်တို့ဤယုံကြည်ခြင်းသည်စံတတ်မှုများစုံစမ်းမှုများကြားတွင် ခိုင်မာစွာယက်တည်နိုင်ပြီး ကိုရော်ဖျားဤတစ္ဆာတရားကို နေ့စဉ်အာကိုခိုလုံလျက်ကိုရော်ဤလမ်းပြတော်မူခြင်းအတိုင်းအသက်ရှင်လျှောက်လန်းနိုင်စေဖို့ရန်အတွက် မာဇာလျက်ကောင်းကြီးပေးသနာတော်မူပါမည်အကြောင်းမြတ်တော်မူသောသခင်ယေရှုခရစ်တော်ဖခင်၏နာမတော်မြတ်၌ယူတည်စွာဖြင့်ဆုတောင်းဆက်ကပ်ကြပါ၏အာမင် ထာဝရဘုရားသည်တင့်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်တင့်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေးဇူးပြုပါစေသောထာဝရဘုရားသည်တင့်ကိုမျှောကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဘုရားထံတော်မှအနန္တမြတ်တော်မဟာဂယုဏကျေးဇူးတော်နှင့် မိတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တက်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်